ဟုတ်ကဲ့အာဒီတပတ်ဘောကနဲ့တိုက်ဆိုင်တဲ့တချင်းဝိတ်မှာပေါ့နော်အာကီဒီယာကိုထွင်းတင်ရဲ့မိမိနေကောင်းလားဆိုတဲ့တချင်းလေးယူထားပါတယ်အာဒီတချင်းလေးယူဖြစ်တာပေါ့နော်အာအခုပြိုင်ပွဲကာလအတွင်းကီဒီအာအမေနဲ့ဝေးကွာနေတဲ့အချိန်ပေါ့နော်မိမိလွမ်းနေစိတ်တွေကြောင့်အာဒီတချင်းလေးယူဖြစ်သွားတာပါလို့ ဒီတဲ့ချင်းကိုအာတိုက်တဲ့အချိန်မှာပေါ့နော်အခက်အခဲနည်းနည်းပါတော့ရှိရဲဒါပေမဲ့အကောင်းဆုံးလုပ်နိုင်ဖို့တော့ကြိုးစားနေပါတယ်အာဒီတဲ့ချင်းကအာလူတွေရဲ့နားထဲမှာဆွဲနေကြတဲ့ချင်းဖြစ်တော့အာကျွန်တော်မှတာဝန်နဲ့ကြီးရဲပေါ့နော်အာပြီးတော့ဒီတဲ့ချင်းကအာပုံမှန်တဲ့ချင်းတွေထက်အာ T4 time သွားတာဆိုတော့လေဒီတဲ့ချင်းကနည်းနည်းတော့အခက်ခဲတော့ရှိပါတယ်လို့ဒါပေမဲ့အကောင်းဆုံးကြိုးစားမှာပါ KD အားအရဆုံး weight လို့ပြောရရင်တော့အာလွန်ခဲ့တဲ့ပေါ့နော်အာ စိတ်ဆောင်းနဲ့ပြန်လဲခေါ်တဲ့အချိန်မှာပေါ့ဆရာဆော့ကူဆေးရဲ့ပြန်တွေးရင်းနဲ့ဆိုရဲဝေကအားရဆုံးဖြစ်ခဲ့ပါတယ်ဒီတချင်းလေးကတကယ်လဲကြိုက်တယ်အကောင်းဆုံးလဲဆုပြနိုင်ခဲ့လို့အားရဆုံးလို့မြင်ပါတယ်ဆရာဆော့ကူအာကွန်မိုဇာရှိမှာကိုရင်ဟောတော့ဆိုရတာဆိုတော့ကွန်မိုဇာကိုရင်ကလည်းအာမချက်ကောင်းနေပြီခဲ့လို့အားရဆုံးဖြစ်ခဲ့ပါတယ်လို့အာ KD ရဲ့ညီမစတာခင်းစမှာပေါ့နော်အာ group song ဝေက KD တို့ပေါ့အာစင်ခေါ်မှုအများဆုံးနဲ့အကြောက်ရဆုံးဝင်ဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝေတုံးက ကီဒီယာပေါ့နော်မိန်းကလေးနေရောက်ရဲ့ယောက်ျားလေးကီဒီတယောက်သေးပဲကြာခဲ့တာအဲတော့ငါခီးချင်ရတယ်လည်းနည်းနည်းအခက်ခဲရှိခဲ့တယ်။အာပြီးတော့အဲ့ဒီ week group song week မှာပဲအာဆရာစောကုစေးရဲ့အာဘယ်လိုပြောမလဲအားမရတဲ့မှတ်ချက်တွေလည်းရခဲ့ရပေါ့နော်။အာ group song week ကကီဒီအာအကြောင်းအရဆုံး week week ဖြစ်ခဲ့ပါတယ်။အခုလို KD ရဲ့မြန်မာ star ခီးစဉ်အစကနေအခုချိန်ထိပေါ့နော်။အာ KD ကိုလီလာမျိုးမျိုးနဲ့အာအပိတ်ခဲ့ကြတဲ့အပိတ်နေတဲ့အာ ပြည်တွင်းပြည်ပပရိသတ်အားလုံးကို KD အထူးပဲကျေးဇူးတင်ရှိပါတယ်။အာ KD ကိုအခုလိုအားပေးတဲ့လူတွေရှိလို့ဒါ KD ဆိုပြီးတော့ဖြစ်လာတာပါလို့အားပေးတဲ့အယောက်ချင်းစီတိုင်းကိုလည်းအထူးပဲဒီနေ့ကနေကျေးဇူးတင်ပါတယ်လို့ပြောလိုက်ချင်ပါတယ်ခင်ဗျာ။ကဲမလေးကေဒီဆိုင်အောင်ဖြစ်ပါရဲ့ရှင်အဲ့တော့တခြင်းမစုံရင်လက်ကုတ်တန်လေးနဲ့အားပေးလိုက်ကြရအောင် ကဲမမေကတော့နေကောင်းပါတယ်အဲ့တော့မိသားစုတွေတောင်းနေတောင်း communicate လုပ်တဲ့ခါမှာကျတော့ sign language သင်ထားရလားမောင်လေးအဲ့လိုသင်ထားတာတော့မရှိငယ်ကပြောခဲ့တာဆိုတော့အော်လုံးဝအိုငငယ်ရေကနားလည်အောင်ပြောတတ်တယ်မမေပြောတာလည်းနားလည်တယ်အဲကိုကလည်းပြန်ပြီးတော့မမေကိုနားလည်အောင်ပြောတတ်တယ်ဟုတ်တယ်ဖေဖေလည်းဒီလိုပဲပေါ့ဖေဖေတော့စကားပြောတတ်တယ်ဟုတ်ပြောချင်တာဆိုတော့နားလည်ပြီးနားလည်တယ်ပေါ့နော်ဟုတ်ဟုတ် ဟုတ်ကဲ့ပါကဲမမေကမမေကချောလိုက်တာလုံးဝချောလိုက်တာဆိုတာတည်းအဲ့လိုမျိုးကြည်ရတာ ਨੇ အေဂျင့်နေတယ်မမေကိုကြည်ရတာဆိုတော့မမေအခု live မှာကြည်နေမှာချင်တယ်အာမကြည်ဘူးရမမေက live မကြည်တယ်ဘူး live မရလို့အော် live မရလို့ okay အဲ့တော့ရတဲ့အချိန်ပြန်ပြီးတော့ကြည်လို့ရအောင်မမေအတွက်အကောင်းဆုံးစူးစမ်းပြီးတော့ဖျော်ပြနိုင်ပါစေအာရှိထားသမျှအားတွေအကုန်လုံးเนาะ performance လည်းရောလို့မရအောင်เนาะ okay ready ပဲလား ready ပါ โอเคမြန်မာစတာပရိသတ်များရှင်မောင်လေး KD ဆိုင်းကောင်ရဲ့တီဆိုရှင်ပြိုင်မှုဖြစ်ပါတယ်ရှင်အဲ့တော့ဒီသချင်းလေးရဲ့တီဆိုရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးရောပရိသတ်များအားလုံးရဲ့အားပေးဝန်းရံမှုတွေရရှိအောင်မောင်လေးကလည်းအကောင်းဆုံးကြိုးစားသွားမှာပါအဲ့တော့ good luck ပါမောင်လေး thank you ပါ Tell me, ယ်အဲ့တော့ပရိသတ်တွေက comment တွေအများကြီးရေးထားကြတယ်အမတေလာတင်းကိုအပေါ်အောင်မသိလို့ရှိရင်ဂျာရီကစာပေးစာယူပေါ့နော်အရင်ခေတ္တဝါဆိုလို့ရှိရင်တော့ KDA ကောင်းလိုက်တာဆိုတဲ့ comment တွေအများကြီးတွေ့ရပါတယ်ကျေးဇူးပါဟုတ်ကဲ့အဲ့တော့ပရိသတ်တွေကိုဒီကနေပြီးတော့ဗာမြန်ပြောချင်ပါသေးလဲရှင်အာပရိသတ်တွေကိုဆိုရင်ဒါပေါ့နော်အခုအမေတချင်းဆိုတာဆိုတော့အာကျွန်တော်အမေတချင်းဆိုပေမဲ့ကျွန်တော်ဆိုတော့ရဲ့အမေတချင်းကို အမေတော့ကြားနိုင်လိမ့်မလို့ထင်ဘူးဒါပေမဲ့ရင်ထဲကနေခန်းစားမိမယ်ကိုမျော်လင့်ပါတယ်အခုဟိုတယ်ကိုရောက်လာတဲ့အာကျွန်တော်အမေရေရှီအမေအားလုံးလည်းအာချမ်းမြေ့ပါစေပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါရစေခင်ဗျာဟုတ်ကဲ့ပါမောင်လေးကဲ 哎呦，阿龙耶，他歌也不好听，还是也得请一些我天下的也得请的这个酷比头家吧嘞。MC President 邀约啊，秀里嘛是龙岩美达哇，就变魔为你，Bring the day，看啥子都有，哇，不比人抓佬，support 龙岩嘛，哇，喏，特别美。MC 过来，阿爷伊在威威呢，秀起来，都无没有得请老岁喏，听完阿爷伊在老比多痴迷。 အဲ့တော့အားလုံးရဲ့ဘဝမှာကိုစီကြိုးစားနေကြတဲ့ဆုံးတွေပြိုင်ဝင်ဝင်မောင်လေးညီမလေးဖြစ်ပါတယ်မောင်လေးညီမလေးရေမဟုတ်ပါဘူးဒီနေ့ခေတ်မှာအားလုံးအားလုံးကိုစီအာတကယ့်ကို struggle လုပ်ပြီးအရန်ကြီးကြိုးစားနေကြရတာသိပါတယ်အဲ့တော့အခု live ကြည့်နေတဲ့ပရိသတ်များလေးအဲတက်မှချမ်းသာပျော်ရွှင်ပါစေလို့ဂျားရီကနေပြီးတော့စိတ်ထဲမှာဆန္ဒလေးတစ်ခုထွက်ပေါ်လာတော့ဆုတောင်းပေးပါရရှင်အဲ့တော့တစ်ဆက်သေးမှာပဲမောင်လေးလည်းအကောင်းဆုံးကြိုးစားပြီးပြီဆိုတော့ဒိုင်းသူကြီးမင်းများရဲ့မှတ်ချက်များကိုလည်းကြားပြရစီရှင် ်မင်္ဂလာပါတိုင်းမင်္ဂလာပါအာအလုံးကတော့ဇာတ်လို့လဲတာယောက်ကြလေးတွေဆိုတော့အမေရဲ့အသေးဆွဲပေါ့နော်အမေတွေကိုလည်းအင်မတန်မှပဲခင်တွင်းကြတယ်ဆရာကိုရင်လည်းဒါလေးတရားမွေးထားတော့ဒါရီဟာမိပါတွေကိုဘလောက်ပြီးတော့ခင်တွင်းရဲဆိုတာကိုလက်တွေ့ခံစားနေရတဲ့လူပေါ့နော်အဲ့ဒါပြန်မှာမှနောက်တစ်ခုကအဲဒီသချင်းလေးကအင်္ဂလိပ်သချင်း Mother how are you today ပေါ့နော်အဲ့ဒီသချင်းလေးကိုပဲ သူ့ရဲ့မူရင်း version မဟုတ်ဘဲနဲ့တာခုဆိုတဲ့ဟာကဆရာကိုယ်တိုင်ပြိုင်ပွဲတစ်ခုမှာဒီလိုမျိုးကီးသုံးစင်ချိန်ပြီးတော့ပြိတက်ကိုတကယ်ဟိုအဲ climax အရောက်ဆုံးဖြစ်အောင်အဲ arrange လုပ်ပြီးတော့အဲ့ဒီ version လေးနဲ့တည်ဆူသွားတာဖြစ်တဲ့အတွက်ဆရာလည်းအင်မတန်အောင်းဝမ်းသာဖြစ်ပြီးတော့ဒါလည်းဒီထက်မှကောင်းကောင်းမွန်မွန်တကယ်ဟိုကို့အမေဟိုအဲမိဘတိုင်းရဲ့မြေတားကိုခံစားပြီးတော့မှဒီလိုမျိုး တည်ဆူသွားနိုင်တဲ့အတွက်ဆရာအင်မတန်လဲကုန်ယူပါတယ်ဆရာလည်းဒီအချိန် arrange လုပ်ပေးခဲ့တဲ့အတိုင်းကိုဒီလိုတစ်ခေါက်ပြန်ကြားတဲ့အတွက်ဝမ်းသာမိပါတယ်အဲ့တော့သာဒီလိုမျိုးသချင်းနဲ့အားလုံးပြည်သက်တည်းရဲ့ဖုတ်တင်တွေကိုအများကြီးသိမ့်ပိတ်နိုင်မှာဆိုလို့ဆရာဆုတောင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ပြည့်စုံနေပြပါစေခင်ဗျာမင်္ဂလာပါမောင်လေးမင်္ဂလာပါတချင်းမဆိုခင်မှာမောင်လေးရဲ့အမေကိုမြင်တွေ့ခွင့်ရလိုက်တဲ့အခါကျတော့ အမောင်လေးရဲ့တခြင်းနဲ့ပေါ့နော်နှစ်ခုသွားချိတ်လိုက်တဲ့ချိန်မှာအရန်ကိုဥလိုက်သေးလိုက်ကိုခံစားရတယ်ပေါ့နော်မောင်လေးဖြောပြေနေတဲ့ချိန်မှာနားထောင်ရတာလေတကယ်ကိုခံစားချက်နဲ့ခံစားသက်ဝင်ပြီးတော့မှဆိုသွားတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့မောင်လေးရဲ့အမေကတော့အရန်ဂုံယူနေမယ်လို့ချက်ပါတယ် အမားတို့လည်းအခုလိုမျိုးပေါ့နော် အမေစစ်သားတယောက်အနေနဲ့မိဘကိုဂုံပြုတ်တဲ့ဒီဒီလိုမျိုးပြိသက်တွေရှေ့မှာ ကိုပြိုင်ပွဲဝင်နေရဲ့အချိန်မှာ အမတ်တရဖြစ်တဲ့တီဆိုဂုံပြုတ်သွားတဲ့မောင်လေးဦးတွက်လည်းအရန်မိတ်ဂုံယူပါတယ်အခုဆိုရင် Mother's Day လည်းအရန်နီးလာပြီဖြစ်တဲ့ကြောင့်မလို့အာဒီကကွာကြီးမှာရှိတဲ့အမေတွေအကုန်လုံးပေါ့နော်အကုန်လုံးကိုနေကောင်းရဲ့လာမေမီ ကျမရေကူဆိုင်ပါဆိုပြီးတော့မှလည်း wish လုပ်ချင်ပါတယ်အားလုံးပဲ happy mothers day ပါ Thank you ဒီလေးရှင်နေဟုတ်တကယ်ထိပါတယ်ဒီလေးသချင်းဆိုပါလေးเนาะအဲ့တော့မိဘကိုတည်တတ်တဲ့သားသမီးတွေကဘယ်တော့မှမဆင်းရဲဘူးဆိုတာအခုလိုမြန်မာလူမျိုးတွေထဲမှာ အများအားပြောစမှတ်ပြုပါတယ်စကားလေးเนาะ ဒါမှတ်ပါတယ်အခုလိုမြန်မာလူမျိုးမှန်ရင်နော်အခုလိုဒီလိုအမြဲတမ်းအဆုံးမလေးရှိတဲ့ဒီစကားအားလုံးကနားထဲမှာအမြဲတမ်းကြားဘူးကြားပါတယ်ညလေးအရှိမဒီဗီဒီယိုလေးပြသွားတယ်ပြညလေးဒီသချင်းကိုဆိုသွားတယ်အတိတ်ပဲဒီအများကြီးပုံဖော်သွားတယ်စင်မြင့်ထပ်ပါအဲ့တော့လေအမေကိုချစ်တဲ့အပြင်အမေအတွက်ချစ်တဲ့စိတ်တစ်ခုလည်းနဲ့ကိုရောလည်းမပြီးသေးဘူး တားသမီးတွေကစူးစားသေးတာအကိုစင်မမနောက်ထပ်ချီးကျူးခြင်းတဲ့တယောက်ရှိရဲ့အဲ့ဒါစုမုံပဲစုမုံကလေပုံစံကိုကြည့်လိုက်သူ့ကိုကြည့်လိုက်ရင်အာခင်းတဲ့အညီနေတက်ထိုင်တက်ဝတ်တက်စားတက်သူ့ကိုကြည့်လိုက်လို့ရှိရင်အမြဲတမ်းအလုပ်ရမ်းစူးစားတယ်အားလုံးမသိတဲ့နောက်ွယ်ပါလေမေးကြည့်သူ့ရဲ့အဖေရဲ့နောက်ဆုံး အချိန်နဲ့အကုန်လုံးကိုအရှမ်းစူးစားခဲ့တာအဲ့ဒီအတွက်ကြောင့်လဲစုမော်ဟာအကူရမြင်တဲ့ခါမှာသူ့ကိုကြည့်လိုက်အမြဲတမ်းတောက်ပါတယ်သူ့ရဲ့စူးစားမှုတိုင်းကအရှားထင်တယ်ဘာဖြစ်လဲဆိုတော့အကွာသူနဲ့တူရှိနေတဲ့အချိန်မှာစုမော်ဟာသူ့ဖေရဲ့နောက်ဆုံးအချိန်တွေအကုန်လုံးကိုအရန်စူးစားပြီးတော့အဲ့ဒီအရာကိုစူးစားနေတာတစ်ဖက်တစ်ဖက်ကအလုပ်မင်းရဲ့မမကြီးကိုမေးကြည့်အဲ့လိုစူးစားဖို့လိုပါတယ်စုမော် အမေဆိုပေမဲ့ဒါအကိုတို့ရဲ့မိဘတွေအတွက်တခါစင်ပေါ်မှာဂုံဂုံပြူတာပါညီမလေးကိုရမ်းချီကျူတာပါအကိုကဘေးနားမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုတို့ကိုယ်တိုင်ကညီမလေးရဲ့လှုပ်ဆောင်မှုတွေကိုကြည့်ပြီးတော့အကိုတို့ကလေသူ့ကိုပြန်ပြီးတော့အားကြပြီးတော့လေးစားရတာပါညီလေးကိုညီမလေးနည်းနည်းလောက်အားပေးလိုက်ပါဦးအပြရပါဘောနော် MC ကြာအော်ဗမေတရှင်းဆိုနေဖေဖေတရှင်းဆိုနေ MC မြေကြီးကြာပြီဆိုအခုတော့ကြာပါတော့မယ် ဆိုဟုတ်တယ်ဘဝကြီးမှာစူးစမ်းရရှိရယ်ပေါ့နော်အဲ့တော့အဒီမှာဆိုရင်ကိုကဒီမှာတချင်းစွားမယ့်အချိန်မှာ ကိုယ့်ရဲ့ professional အလုပ်ဖြစ်တဲ့အတွက်စူးစူးရမယ်ပေါ့နော်ဆိုတော့အဲ့လိုပါပဲအဲဆူမွန် academy မှာခန်းနာမှုလုပ်တဲ့အချိန်မှာအဖေရဲ့ cancer နဲ့နောက်ဆုံးအချိန်ပေါ့နော်ဒါပေမဲ့လုပ်ပေးရမယ့်တောင်းပြန်လုပ်ပေးရမှာဖြစ်တဲ့အတွက်အစအဆုံးပြန်လုပ်ပြီးတော့မှပဲပြန်ပါတယ်ဆိုတော့ဒီလိုပါပဲဆူမွန်တို့ဆူမွန်နေမဟုတ်ဘူးပေါ့နော်ဒီအနုပညာရှင်တွေအကုန်လုံးရဲ့ဘဝမှာ ပရိသတ်တွေကိုဖျော်ဖြေဖို့အတွက်ပရိသတ်တွေအတွက်အာစုမနောကပရိသတ်တွေအတွက်ဆိုတော့စုမနောကဗာလဲဆိုတော့တကယ်တော့ဘာမှတော့မဟုတ်ဘူးဒါပေမဲ့ကိုတာဝန်ယူထားတဲ့အလုပ်ကိစ္စတွေကိုပြီးမြောက်ဖို့အတွက်စုမနောကစင်နောက်ကွယ်နေတိတ်တိတ်လေးပြန်ဆင်းလို့မရတဲ့သူတွေဖြစ်တဲ့အတွက်တာမန်လူကြီးအထက်ပို့ပြီးတော့ strong ဖြစ်မှရမှာပါဆိုတော့မောင်လေးတို့လည်းရှေ့ဆက်ပြီးတော့အနုပညာလန်ခီမှာအများကြီးပို့ပြီးတော့တောက်ပလာအောင်မဲ့သူတွေဖြစ်တဲ့အတွက် fighting မှာမမစုမနောလည်းကိုကူကို fighting ထားပါရဲ့ရှင်ဒီပါအဲ့တော့ fighting လို့ပြောရင်လည်းအမတ်တွေလည်းအများကြီးရပါစေလို့ဆုတောင်းပေးပါရစေ collect ပါပေးရစင်ပြပါစေ